ကျမကတော့စာဖတ်သူအိမ်ထက် ဖြစ်ပါရဲ့ရှင်။ကျမခုဖတ်ပြမှာကတော့ဆရာမန်းတင်ရဲ့ဒုတိယအကြိမ်ထုတ်ဝေသောမြို့ပိုင်းမောင်ပြုံးချူစာအုပ်မှာအင်းပုံမြင့်လိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။လွန်လေပြီးသော အခါကအကြောင်းချင်းတာအဖြစ်အပျက်များသည့်ကြာနာသူဤစိတ်ကိုဆွဲဆောင်နိုင်သည်။ရှိရှိတုံးကဟုအစချီလျက် အိပ်ရာထဲတွင် ဖွားဖွားပြောကူးသော ပုံပြများဟာမောင်ပြုံးချိုဤစိတ်ကိုတည်ငြိမ်စေ၍အိပ်ပျော်စေခဲ့တယ်။ဖခင်ပြောမှုတဲ့လွန်လေပြီးသောအခါကတပင်ရွှေထီးဘရင်နောင် အလောင်းဖျားတို့ဤစစ်တိုက်ခံများသည်မောင်ပြုံးချိုဤဝမ်းတွင်၌ကိန်းအောင်လျက်ရှိသော၆ကက်လူနီနီညမသွေးကိုစူပွက်စေခဲ့တယ်။ဟုံးတော်ကြီးဦးဝါယမဟောဘူးတော့ 950ဇတ်တော်ကြီး10ဘွဲ့တို့ဟာ ရှင်တော်ဖျားဤလွန်လီပြီးသောအခါကဖြစ်စဉ်တော်များဖြစ်သည့်အလျောက်မောင်ပြုံးချူဤတရာစိတ်ကို ဖွင့်ပြိုးစေခဲ့တယ်။ယခုဥဖိုးရှင် အတိတ်ဆောင်မီလွန်လီပြီးသောအခါကအင်းသမိုင်းပုံမြင်ဟာမြို့ပိုင်ကလေးပေါင်းပြုံးချူဤစိတ်ကိုညီကဲ့သို့ဖြစ်စေအောင်မည်နီ။အင်းလီလံပွဲတွင်အင်းများကို မရအရာ ဆွဲဝယ်ပြီးတော့အင်းတကြီးများဟာအင်းဘိုးငွေများကိုမပြတ်မကွက်ပေးဆောင်ကြရမှာဖြစ်တယ်။တတ်မှတ်သောနေ့ရက်တွင် အင်းဘိုးငွေများကို မပေးဆောင်လင်ညီတို့အေးယူမည်နီ။သူတို့အာမခံအဖြစ် တင်ပြချုပ်ဆိုထားသောပစ္စည်းများကို ရောင်းချ၍အင်းဘိုးငွေအဖြစ်ကောက်ယူမည်ဖြစ်သည်။မြို့ပိုင်မောင်ပြုံးချူဟာထိုပစ္စည်းများကို စစ်ဆေး၍အင်းခံဝန်စာချုပ်များကို ချုပ်ဆိုရန်ဇီးပြူကုန်းရွာကလေးသို့ရောက်ရှိလာလေသည်အနေငယ်စောသေးသောကြောင့်အင်းတကြီးများ မလာရောက်ကြသေးသဖြင့်သူတို့ကိုစောင့်မျှော်ရင်းမိမိ၏ရွာတကြီးများအပြင်တကြီးဟောင်းဦးဖိုးရှင်ရဲအုပ်ဦးသားရင်တို့နှင့်အတူ ထွေရလေးပါစကားပြောနေလေသည်ထို့သို့စကားပြောနေရင် အင်းအကြောင်းသို့ရောက်ရှိသွားလျာတကြီးဟောင်းဦးဖိုးရှင်ကမြို့အုံမင်းနဲ့အခုလို့ အင်းခံဝင်လုတ်တဲ့နေများကြတော့မြို့အုပ်တို့နေပိုင်တို့အင်းအခွန်ဝင်တို့ရဲ့အိတ်တွေဟာဖောင်းသွားတာပေါ်လို့ဏီတန်းသွေလိုက်လေဟိုခေတ်တုန်းကလို့ပြောပါဗျာအခုဒီလိုဟာတွေမရှိတော့ပါဘူးခေတ်စ်ရဲအုပ်ဥတာရင်ကခေတ်စ်ကိုအထိမခံနိုင်သဖြင့်ဝင်၍ကာလေကျွန်တော်ကလည်းဟိုတုန်းကပြောတာပါပဲအခုတော့ဒါမျိုးတွေရှိတယ်မရှိတယ်လည်းမသိပါဘူးကဲကဲဥဖို့ရှင် ိုတုံးကအိတ်ဖောင်းမုံနေပြောစမ်းပါဦးမောင်ပြုံးချူဟာလွန်လီပြီးတော့အခါကအင်းသမိုင်းကိုနားဆင်လို့တော့ကြောင်းဥဖိုးရှင်အားတောင်းပန်လိုက်လေတယ်ဖောင်းဆိုမြို့အုံမင်းနယ်ဟု အစချီလိုက်ပြီးနောက်ဦးကောင်းကိုသုံးလေးကမြဘေပြန်ညာပြန်ချိုးလိုက်ပြီးလင် လက်ထဲမှာပြောင်းမှုဘက်ဆိတ်လိကြီးကိုဘေးတွင်အသာချကာခေဟောင်းကအင်းသမိုင်းကို ပြန်ပြောင်း၍အစီရင်ခံရလေသည် ိုတုံးကအင်းဆွဲတဲ့အင်းဘိုးငွေတရာကိုတစ်စင်နှုံးနဲ့ခံဝန်လုပ်တဲ့အရာရှိကိုပေးရတယ်။အဲ့ဒါထုံးစံကြီးဖြစ်နေတာပဲ။အင်းကိုတထောင်နဲ့ဆွဲရင်အရာရှိကို တရာပူဇော်ရတယ်။မပူဇော်ရင်ကောဗျာ။မပူဇော်ရင်ဖမ်းဆားမှာပေါ့။ဘာလို့ဖမ်းဆားရမှာလဲဗျာ။ဖမ်းဆားတဲ့လူကို ပရိတ်ရွတ်လွတ်လိုက်တာပေါ့။ညို့အောင်မင်းဒီလိုလဲမပြောနဲ့လေ။ဟိုခေတ်ကညို့အောင်မင်းဒီအလုံမျိုးနဲ့ဆိုရင်လဲ လွတ်ချင်မှလွတ်မှာမောင်ပြုံးချူဟာဥဖိုးရှင်ဤနောက်ဆုံးစကားကို အောင့်တတ်တတ်နဲ့မကြည်မနက်ဖြစ်သွားလေတယ်။သို့တော်လေပြန်လဲခြေပရင်စကားစာရှာမတွေ့မီ ဥဖိုးရှင်ကစကားဆက်ပြန်တယ်။ဒီဟာထုံးစံဖြစ်နေတာပဲ။မကောင်းမှုမကောင်းမှုလို့တော့ပြောကြပါရဲ့။ဘသူမှဒီမကောင်းတဲ့ထုံးစံကြီးကိုဖျက်မပစ်ဘူး။ဖျက်လဲရမယ်မထင်ပါဘူး။သူ့အရှိန်နဲ့သူတွားနေတာပဲ။အင်းတဲဆိုးပြန်တော့ ဟုတ်ကဲ့ပြီးတော့အင်းတကြီးဆိုတဲ့လူမျိုးကလည်းကလိန်ကြနေတာကများနေတာကိုအဲ့ဒီလိုကလိန်ကြနေတော့ကလိန်လို့ရအောင်ငွေထိုးကြတာပေါ့ဥပမာခံဝန်ပစ္စည်းစင်းရင်းထဲမှာတစ်လေးပင်ရင်အောင်ပြင်ကင်းသွမိုးအိမ်တစ်တံပိုး9000လို့ထည့်ထားပေးမယ်သွားစစ်စီတော့နော်နီနော်နဲ့နဲ့လေတိုက်ရင်လဲတော့မယ့်အိမ်မျိုးဖြစ်နေအဖိုးငွေ90စီတန်တဲ့ နွားထီးဆယ်ကောင်လို့စရင်ပြထားပြီးတွားစစ်တော်နှစ်ကောင်တွေ့လို့တွေ့တကောင်မှမတွေ့ပဲနေလို့နေသူများနွားတွေဆွဲပြလို့ပြလဲကွက်ထဲကသူများနွားတွေလက်ညှိုးထိုးလို့ထိုးလောက်ကြတာပဲအဲ့ဒီတော့ခံဝန်လောက်ရအောင်လာတဲ့အရာရှိကခံဝန်လုံလောက်အောင်မပေးနိုင်တဲ့အတွက်အင်းကိုလေးလံပြန်ပြစ်ရလိမ့်မယ်လို့မျက်နာတင်းတင်းနဲ့အတန်မာမာထားပြီးပြောလိုက်ရင်ပဲအင်းတကြီးဟာပြပြတလဲကုန်းရှိခိုးတော်မလို့ ်ခြေသလုံးဖတ်တော်မလို့နဲ့ဖြစ်နေပြီးအင်းတကြီးအိတ်ထဲကငွေဆက်ကူဓာတ်ကြီးဟာအရာရှိအိတ်ထဲရောက်သွားတာပေါ့ရောက်လဲသွားရောတဲတာတာရှိတဲ့အင်္ဂလိပ်ဟာ9000တန်တဲ့အင်ကြီးဖြစ်သွားပြီးနွားတကောင်မှမရှိတဲ့ကိုတော်မြတ်ကြီးဟာလည်းနွားထီးဆယ်ကောင်ပိုင်ရှင်ကြီးဖြစ်သွားတော့တာပဲအင်းအင်းတဲဆိုးဗျာနော်ပြီးတော့ဒီအထဲကရွာတကြီးကလည်းစားလိုက်သေးတယ်အင်းပြောစမ်းပါဦး ခမားတကြီးလုတ်တော့ကလည်းစားတာပဲလားဟာရှင်းရှင်းပြောရရင်ဘာလွတ်မလဲတို့ဗိမဲ့သူများလိုအဆမတန်မလုတ်ပါဘူးကျွန်တော်အရင်လုတ်တဲ့တကြီးများလက်မှတ်ကလေးထိုးပေးဖို့ဦးနှစ်ချက်ခွဲခါနှစ်ချက်ခွဲယူတယ်ဘယ်နဲ့ဦးနှစ်ချက်ခွဲခါနှစ်ချက်ခွဲလေအဲ့ဒီတကြီးနာမည်ကဦးခါတဲ့အင်းမဆွဲခင် အင်းဆွဲဝယ်ခွင့်လက်မှတ်လျှောက်ရသေးတယ်မဟုတ်လားအဲ့ဒီလိုလျှောက်တဲ့အခါ ရွာကြီးရဲ့ထောက်ခံတဲ့လက်မှတ်ပါရတော့ဥခါကငွေ၅ချက်မရပဲဘယ်တော့မှလက်မှတ်ထိုးမပေးဘူးဒါကြောင့်သူ့လက်မှတ်ရဖို့ငွေ၅ချက်ကုန်ရလို့ဥခါဆိုတဲ့စလုံးနှလုံးဟာတလုံးကို၂ချက်ခွဲစီတန်တယ်ဥ၂ချက်ခွဲခါ၂ချက်ခွဲပေးမှဥခါလက်မှတ်ရတယ်ဟေးလို့လူတိုင်းပြောနေကြပါတယ်အော်အော်ဒီလိုလားပြီးတော့ရှိသေးတယ်အင်းခံဝင်လုတ်တဲ့အခါမှာလဲစည်ရင်ထဲမှာပြထားတဲ့အိမ်တို့ နွားတို့လှဲတို့ရှိမရှိတကြီးကကြမ်းကြိမ်ပြီးအစ်စ်ခံရသေးတော့အင်းတကြီးကငွေမပေးရင်တို့တော့ကြမ်းစူးမခံနိုင်ဘူးမောင်းလို့ပြောလိုက်တာပဲအဲ့ဒီတော့တကြီးလက်ထဲငွေအစိတ်30ဆိုသလိုရောက်လာပြန်တာပေါ့ဘူခါတို့များဒီလိုအခွင့်အခါမျိုးကြတော့ဘယ်လန့်နေမလဲအဲ့ဒီတကြီးပြုတ်ပြီးကျွန်တော်တကြီးဖြစ်တဲ့နှစ်ကြတော့ကျွန်တော်နဲ့သူနဲ့ကိုတွေ့ရတော့တာပဲအင်းအင်းပြောစမ်းပါဦး သူကအဲ့ဒီနှစ်မှာအင်းတစ်ခုကိုလေးလံဆွဲထားတော့အင်းအခွန်ဝင်ကခံဝန်စာချုပ်လုပ်ဖို့ရောက်လာပါရောအင်းအခွန်ဝင်ကိုတော့သူတို့ခံဝန်ပစ္စည်းစရင်တွေလိန်ပြပြီးငွေ150ပေးထားပြီးပြီဆိုတော့ကျွန်တော်သိတယ်ကျွန်တော်ကိုတော့ဥခါကလဖိရီဘူးဆိုပြီးပတ်စံတမတ်လာပေးတယ်ဒါနဲ့ကျွန်တော်တို့လည်းအင်းအခွန်ဝင်ကစင့်ထားတော့ဘိုးယုံကိုတွားကြရတာပေါ့လေကိုရောက်တော့လာလာအင်းတကြီးတွေဟာ အခွန်ဝန်ရှိမှအမိလေးတွေကုတ်ပြီးထိုင်နေလိုက်ကြတာနရွက်တောင်မခတ်ရဲဘူးအင်းအခွန်ဝန်ကလည်းပတ်စံမရသေးတဲ့လူကိုဖြစ် အော်လိုက်ငေါက်လိုက်မန်းလိုက်မဲလိုက်နဲ့လှုပ်နေလိုက်တာရာပြီးသားလူကြတော့မျက်နှာချိုးလေးတွေးလို့ဒါနဲ့ဥခါဆွဲထားတဲ့အင်းကြတော့ကျွန်တော်ကိုခေါ်ပါလေရောကျန်းတွေဘာတွေတိုက်ပြူပြီးတော့အင်းအခွန်ဝန်မင်းကဥခါမဲတစ်လေးပင်ပြင်အောင်ပြင်ခင်းသူ့မိုး9000နန်းအိမ်ရှိတယ်ဆိုတာမှန်သလားလို့ စာရေးနေရင်ကမေးလိုက်တော့ဥခါမဲငါတော်နဲ့အိမ်ရှိတယ်မရှိဘူးတော့မသိဘူးအခုဥခါနေတဲ့အိမ်ကိုဖျက်ပြီးထင်းလုံရောင်းရင်15ကျပ်20လောက်တော့ရကောင်းစရာရှိပါတယ်လို့မှန်တဲ့အတိုင်းအဖြေပေးလိုက်တော့အင်းအခုံဝန်ကဘာဆိုပြီးကျွန်တော်ကိုတော်တော်ကြအောင်စိုက်ကြည့်နေရင်ကခမ ्या ဘဲနဲ့ပြောတာလေတဲ့ကျွန်တော်ကမှန်တာပြောတာပါလို့ဖြေလိုက်ပြန်တော့ဥခါမဲအဖိုးငွေတကောင်းလင်း90စီလောက်တန်တဲ့ နွားထီးခုနှစ်ကောင်ရှိတယ်ဆိုတာတကြီးမင်းသိသလားလို့မေးပြန်တာ ਨੇ ဥခါမဲနမလေးတကောင်နဲ့နွားထီးပိန်လေးတကောင်ရှိတာပဲသိတယ်လို့လည်းဖြေလိုက်ရောအင်းအခွန်ဝန်ဟာရေးနေတဲ့ကလောင်ကိုပြစ်ချလိုက်ပြီးခမရဘာရီရှောက်ပြောနေတာလေလို့ငေါက်ဆက်ဆက်ကြီးပြောပြီးစိုက်ကြည့်နေတော့တာပဲဒါနဲ့ကျွန်တော်ကလေအေးလေးနဲ့မှန်တာပြောနေတာပဲအခွန်ဝန်မင်းဖေဟာကျွန်တော်မျိုးမဲအသက်ကလည်းငယ်ငယ်သားတွေသမီးတွေနဲ့ ချမ်းစုမခံရပါဖေ啊ဒါကြောင့်ပန်းနာကိုထွက်ဆိုရတာပါဝင်မင်းငွေ150ယူထားတာကိုလေကျွန်တော်မျိုးမနာလိုစိတ်မရှိပါဘူးလို့ချိုချိုနဲ့နှမ်းချလိုက်တာပေါ့အင်းအင်းနောက်ဘာဖြစ်ကြတော့ဒီတော့ဦးခါကြီးလဲမျက်နာပြက်ပြက်နဲ့ကျွန်တော်နာကတ်လာတယ်ပြီးတော့ကျွန်တော်မျိုးတို့ရဲ့အမှုတွဲခိတ္တဆိုင်ထားပါအောင်မောင်ဖိုးရှင်နဲ့တိုင်ပင်စရာလေးရှိသေးလို့ပါလို့အင်းအခုံဝင်ကိုရှောက်ရင်းကျွန်တော်ကိုလက်ကုပ်ခေါ်သွားပါလေရော့ အခွန်ဝန်ကလည်းမင်းတို့အချင်းချင်းကြေနက်အောင်ကြိလှုပ်ဆိုတဲ့မျက်နှာသားမျိုးနဲ့ဥခါကိုလှမ်းကြည့်လိုက်တယ်။ဥခါကြီးလည်းကျွန်တော်ကိုခေါ်သွားရင်တော်တော်လေးလှမ်းတော့ဘဲနဲ့လှုပ်တာလဲမောင်ဖိုးရှင်းရဲ့တဲ့။ကျွန်တော်ကဖိုးရှင်းနဲ့ရှင်းရှင်းပဲလှုပ်တတ်တယ်လို့ခတ်တည်တည်ပြောလိုက်တော့ရော့ပါကွယ်ဆိုပြီးငါးချက်တန်တစ်ချက်လက်ထဲထည့်လိုက်တယ်။ဒါနဲ့ကျွန်တော်ကဘာရမလဲဦးကြီးခါရဲ့ခမရုံကတော့လက်မှတ်ကလေးထိုးပေးယုံနဲ့ ဦးနှစ်ချက်ခွဲခါနှစ်ချက်ခွဲယူတယ်ကျွန်တော်ကြတော့ကြမ်းစုခံရမယ့်ကိစ္စကြီးကိုငါးချက်ပေးတယ်တဲတရားတယ်လို့ခက်ကြဲကြဲလေးပွလိုက်တော့မှကဲကဲမောင်ဖို့ရှင်မောင်မင်းကြီးသားကြမ်းလဲမကင်ရပါဘူးအခုဒါပဲယူထားပါအောင်နောက်တော့လဲကြည်ပါဦးမယ်စစ်ချက်ထဲမှာသာလက်မှတ်ကလေးထိုးယုံထိုးပါတော့လို့ဆိုပြီးနောက်ထပ်ငါးချက်တန်သုံးချက်ထပ်ပေးသွားတယ်ဒါနဲ့ခမည်းကလည်းငြိမ်နေလိုက်ရောလားဟာငြိမ်နေလိုက်တာပေါ့ အချောင်ရတာပဲကျွန်တော်ကြမ်းလဲမကင်ရတော့ဘူးအင်းအခွန်ဝင်ပါသာလက်နှိပ်ဆန်းနဲ့ရိုက်ထားတဲ့စစ်ချက်မှသာလက်မှတ်ထိုးရတော့တယ်သူဟာသူဘာတွေရိုက်ထားမှန်းလဲမသိပါဘူးတကယ်လို့အင်းဘိုးမကြည်လို့များခံဝန်ပစ္စည်းတွေဘာတွေဝရမ်းဖမ်းမယ်ဆိုရင်ဒုက္ခပဲဒီလိုဆိုရင်လဲကျွန်တော်မသိဘူးအခွန်ဝင်က လက်မှတ်ထိုးဆိုလို့ထိုးတာဘာရေးထားမှန်းမသိဘူးလို့ပြောမှာပဲအမေဒါပေမဲ့လို့အင်းတကြီးတွေဟာနာမည်ပြက်ပြီး ရှင်းနှစ်တွေမှာအင်းမဆွဲရမှများတော့အဝီစီမှာကဘာတသိန်းခံရမှထက်ကြောက်ပါသေးတယ်။အင်းတဲရှုပ်ကြတာကိုဗျာနော်။ပြင်းကလေးကုံတကြီးဥပတင်ရောက်လာသည်နဲ့အင်းအကြောင်းစကားစာပြတ်သွားပြီးလင် မကြသေးမီကဖမ်းဆီးခံရတော့ဓမြစိန်အီတို့ဆရာလှတို့အကြောင်းကိုဆက်လက်ဆွေးနွေးကြလေတယ်။ခေဟောင်းမှအင်းသမိုင်းသည်ရှုပ်လဲရှုပ်တယ်ပွေလဲပွေတယ် လိန်လဲလိန်နေကောက်လဲကောက်တယ်ဇက်လိုက်ဖြစ်သောအင်းတကြီးသည်ရှုပ်၏ဒုတိယဇက်လိုက်ဖြစ်သောအရာရှိသည် ပွေ၏ဇက်ဖြစ်ဖြစ်သောရွာတကြီးသည်လိန်၏နောက်ဒုတိယဇက်ဖြစ်ဖြစ်သောအင်းသားတို့သည် ကောက်၏ဇက်ထုပ်တစ်ခုလုံးသည် အမဲဘုတ်ကဲ့သူ့ချီခင်ဖြစ်နေလေတယ်သို့သောခေတ်အင်းသမိုင်းသည်ရှင်းပါမည်လော ခစ်တဲ့အင်းဇက်ထုတ်သည်ပြတ်သားပါမည်လော ခစ်တဲ့အင်းဇက်လိုက်နဲ့ဇက်ဖြည်များသည် တော်မှန်ပါမည်လောမြို့ပိုင်းမောင်ပြုံးချူဟာအဖန်မှန်သုံးသက်ဆင်ခြင်ရင်အဝေးမှလာနေကြသောအင်းတကြီးတစုကိုစူးစိုက်ကြည့်နေလေသတည်းစာရေးဆရာမဂ္ဂဇင်း1943အောက်တိုဘာလလွန်လေပြီးသောအခါအမည်ဖြစ်ပါရှိခဲ့သည်